Yamaha PSR E383 ရဲ့ညာဘက်ခြမ်းမှာ watch နှစ်တန်းရှိတယ်အဲ့ထဲကဒုတိယတန်းညာဘက်ဆုံးဆုံးမှာ ARPN SG Lite ဆိုပြီးရှိတယ်အဲ့ဒီကောင်ထဲမှာ ARP ဆိုတာကတော့ Apache ကိုပေါ့ Apache ကို effect 10ခုပါတယ်အဲ့ဒါလေးကိုတစ်ချက်ဆန်းပြမယ်ဒီ Apache ဆိုတာကတော့ Seacock ကိုင်းလိုက်ဦးမှာ Domiso CEG ဒီသုံးလုံးလုံးလှက်ပတ်ပြီးတော့တန်စင်လေးဖြွက်ပေးထားတာပေါ့ဒါပထမဆုံးဟာ తాటకు తుడియాటకు ప్రెస్ సెషన్ నడుకు guitarist lepangli. Not a cool picking. Spanish. အပီဂျီရောလာဒီဆယ်မျိုးပါပါတယ်ဒီအပီဂျီရောတွေကတချင်းကိုတီးတဲ့တချင်းရဲ့တမ်ပိုနဲ့ချိန်လို့ရပါတယ်ကျွန်တော်ဒီဘက်ကတမ်ပိုခေါ်လိုက်မယ် တံပိုးနှေးလို့ရတယ်ညံလို့ရတယ်တနည်းအားကျော်ဖြစ်သွားတယ်သူ original ရတော့တရား၁၆နေကြည့်မယ်

နှေးကြည့်မယ်ဒါ44ပဲရှိတယ်ဒါ original 119ညံကြည့်လိုက်မယ် ဲကြည့်မယ်ကိုတီးတဲ့တံပိုးရဲ့အနည်းမြောင်ကိုဒီပြီးတော့သူကတိုင်ပင်ကိုက်လိုက်မှာဖြစ်ပါတယ်ဒါ Yamaha PSR E 383မှာပါတဲ့ Apache G လေးပါ ဟိုတိကျနာများရှိရင်လည်းကျွန်တော် comment မှာမေးထားလို့ရပါတယ်လိုအပ်ရင်ကျွန်တော် video လုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်လည်ဆုံတွေ့ပါမယ်